မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ထုံထုံ AI စတိုရီကိုကပ်နေကြိုဆိုပါရစေကျွန်တော်တို့ channel မှာထာတို့ဘာသာစကားကိုအမြဲတမ်းလေ့လာမျှဝေနေကြပေမဲ့ဒီနေ့မှာတော့အလွန်ကိုအရေးကြီးပြီးအငင်းပွားဖွယ်ရာဖြစ်နေတဲ့ခေါင်းစဉ်တစ်ခုကိုစူးစူးဆိုက်ဆိုက်ရှင်းလင်းတင်ပြခြင်းပါတယ်အဲ့ဒါကတော့ထာတို့လာကူကီလာဆိုတဲ့ဝေါ်ဟာယာစစ်ပွဲပါပဲဒီကိစ္စဟာဝါကြတစ်ခုဒါမှမဟုတ်စကားလုံးတစ်လုံးရဲ့ရွေးချယ်မှုထက်ပိုပါတယ်ဒီနေရာမှာမျိုးနယ်စုရဲ့ကိုပိုင်မျက်လက္ခဏာ identity တမိုင်းရဲ့အမှတ်တမ်းတင်ပုံနဲ့နိုင်ငံတကာဘာသာဗေဒစံနှုန်းတွေပါဝင်ပတ်သက်နေပါတယ်ကျွန်တော်ဟာမိတိအဖွဲ့အစည်းမိတိမြင်ကိုမှဗတ်မလိုက်ပဲတမိုင်းပညာရှင်တွေနဲ့ဘာသာဗေဒပညာရှင်တွေရဲ့ရှာဖွေတွေ့ရှိချက်တွေအပေါ်အခြေခံပြီးတိကျတဲ့မျှတတဲ့အဖြေကိုပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုရဲ့အဆုံးမှာထာတိုနဲ့ကူကီးရဲ့ဆက်ဆက်မှုကိုပိုမိုရှင်းလင်းစွာနားလည်သွားမှာဖြစ်လို့ဆက်လက်ပြီးဂရုတစိုက်စောင့်ကြည့်ပေးဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာဇိုမျိုးနွယ်ဤပုံစံတီးနဲ့တမိုင်းနောက်ခံ ဒီကိစ္စကိုနားလည်ဖို့အတွက်ကျွန်တော်တို့ဇိုမျိုးနယ်စုအားလုံးရဲ့ပုံသမိုင်းကိုအရင်ဆုံးပြန်ကြည့်ရပါမယ်။ကျွန်တော်တို့အားလုံးဟာတမိုင်းရချင်းလုံတို့မဟုတ်ဆင်လုံခုဆိုတဲ့ကူကြီးဒါမှမဟုတ်ကြောက်တုံးကြီးရဲ့ကနေဆင်းသက်လာတယ်လို့ယုံကြည်ကြပါတယ်။ဒီတဏှာရီလာမူလစာတိဟာတိကျတဲ့နေရာကိုအခုထိအငင်းပွားနေစေဖြစ်ပေမဲ့အားလုံးရဲ့ပုံစံတိဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်ကတော့မပြောင်းလဲပါဘူး။အဲ့ဒီခေတ်ကာလများစွာကတည်းကကျွန်တော်တို့ရဲ့ဘိုးဘေးတွေဟာတိဘက်မြန်မာအုပ်စုကနေဆင်းသက်လာပြီး ယနေ့ခေတ်မြန်မာနိုင်ငံချင်းပြည်နယ်အိန္ဒိယနိုင်ငံမဏိပူရမီဇိုရန်ပြည်နယ်တွေနဲ့ဘင်္ဂလားဒေ့ရှ်ချစ်တကောင်တောင်တန်းဒေသတွေအထိပြန့်နှံ့နေထိုင်ခဲ့ကြတာဖြစ်ပါတယ်ဒီလိုပထဝီဝင်ရကွဲပြားသွားမှုကနေဒေသအလိုက်စကားကွဲတွေနဲ့အမှတ်လက္ခဏာကွဲပြားမှုတွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ်ကူကီးမူလာရင်းမြစ်နဲ့အပြင်လူပေးအမီအဲ့ဒီလိုကွဲပြားနေတဲ့အချိန်မှာကူကီးဆိုတဲ့နမီကပေါ်လာတာပါဒီနမီဟာကျွန်တော်တို့ကိုယ့်ဘာသာကိုပေးထားတဲ့အမီမဟုတ်ပါဘူးတမိုင်းမှတ်တမ်းတွေအရ18ရာစုဘီတီချမှတ်တမ်းတွေနဲ့ အိမ်နီးချင်းဘင်္ဂါလီလူမျိုးတွေကမြမတောင်တန်းဒေသတွေကရွှေပြောင်းနေထိုင်လာသူတွေကိုစုပေါင်းပြီးခေါ်ဝေါ်ခဲ့တဲ့အပြင်လူပေးမီအိတ်ဆိုနေမှန်တစ်ခုဖြစ်ပါတယ်။ဗီတီချာတို့ကအုတ်ချုပ်ရေးလွယ်ကူဖို့အတွက်ကျွန်တော်တို့မျိုးနွယ်စုတွေကိုအုပ်စုနှစ်စုခွဲခဲ့ပါတယ်ပထမကချင်းချင်းတောင်တန်းမှာနေသူများဒုတိယကကူကီဘင်္ဂလားဒေ့ရှ်နဲ့မဏိပူရဘက်ကတောင်တန်းမှာနေသူများလို့အကြံဖြင်းသတ်မှတ်ခဲ့တာပါဒါကြောင့်ကူကီဆိုတာဟာဘာသာစကားတစ်ခုမဟုတ်ပဲသမိုင်းနဲ့ပထဝီဝင်ကိုအခြေခံပြီးကိုလိုနီဆိုရကစီမံခန့်ခွဲရေးရပေးခဲ့တဲ့ဖုံမီဖြစ်ပါတယ် ဒါဟာကူကီးချင်းမီဆိုမိသားစုဝင်တွေအားလုံးကိုခြုံငုံထားတဲ့ ठी ကြီးတလက်အမ်ဘရယ်လာဒန်တာဖြစ်ပြီးဣတိယောက်ကမျိုးနယ်စုတွေမှာကိုပိုင်တိကျယဉ်ကျေးမှုနဲ့ဘာသာစကားများရှိနေတယ်ဆိုတာကိုနားလည်ဖို့အလွန်အရေးကြီးပါတယ်။ထာတို့ဘာသာစကားဤတိကျသောအထောက်ထားအဲ့ဒီ ठी ကြီးအောက်ကထာတို့ဘာသာစကားရဲ့တိကျမှုကိုဘာသာဗေဒပညာရဲ့အရာ ရှင်းပြပါမယ်။ပထမဆုံးနိုင်ငံတကာစံနှုန်းများအရထာရိုစကားဟာတိကျရည်တည်နေတဲ့ဘာသာစကားတစ်ခုဖြစ်ကြောင်းအတိအမှတ်ပြုထားပါတယ်နိုင်ငံတကာစံတမတ်ရေးအဖွဲ့အစည်း ISO ကတမတ်တဲ့ ISO 639သုံးစံနှုန်းရထားတို့မှာတီစီဆက်ဆိုတဲ့တီးကြကုတ်ရှိနေပါတယ်ဒီကုတ်ဟာစကားအုပ်စုဂယုကိုရည်ညွှန်းတာမဟုတ်ပဲတီးကြတဲ့တူးချင်းဘာသာစကား individual ရဲ့ language ကိုကိုးစားပြုပါတယ်ဒီလိုတီးကြကုတ်ရခြင်းဟာထားတို့စကားဟာအခြားသောညီကိုဘာသာစကားများဥပမာပိုင်နေဟာမဂန်ဒီတို့နဲ့နားလည်မှုရှိပေမဲ့သူ့မှာကိုပိုင်တနာကိုပိုင်အတန်စနစ်နဲ့စကားအုံပိုင်ဆိုင်မှုများရှိနေလို့ပဲဖြစ်ပါတယ်ဒါကြောင့်ဘာသာဗေဒအရာ ဒါကထာရိုစကားလို့ခေါ်ဝေါ်တာဟာအလွန်တိကျမှန်ကန်တဲ့သတ်မှတ်ချက်ဖြစ်ပါတယ်။ထာရိုစကား၏အထူးခြားဆုံးဘာသာဗေဒလက္ခဏာထာရိုစကားကိုဘာသာဗေဒရဘာကထူးခြားစေလဲဆိုတာနည်းနည်းနက်နက်နဲနဲလေ့လာကြည့်ရအောင်။ထာရိုစကားဟာတိဘက်မြန်မာနယ်ဘာသာစကားများစွာလိုရဲ့အတန်အနှိမ့်မြင့်ပြဘာသာစကားလက်စီကဲတုံး language ဖြစ်ပါတယ်ဆိုလိုတာကစကားအုံးတစ်လုံးရဲ့ကိုအတန်အနှိမ့်မြင့်အမျိုးမျိုးနဲ့ပြောဆိုရင်အတိတ်ပဲတွေလုံးဝကွဲပြားသွားတာမျိုးပါ။ ဥပမာအနေနဲ့ထာဒိုစကားမှာစာဆိုတဲ့စကားလုံးကိုသုံးတန်နဲ့အတိပ္ပယ်သုံးမျိုးကွဲပြားစွာဖော်ပြနိုင်ပါတယ်။စာအတန်မြင့်ဖြင့်ဆိုရင်တိရိစ္ဆာန်စာအတန်တက်ပြီးပြန်ကြဖြင့်ဆိုရင်ပူသော စာ အတန်နှိမ့်ဖြင့်ဆိုရင်တိဆောက်သည်ဒီလိုထူးခြားတဲ့အတန်နှိမ့်မြင့်စနစ်နဲ့စကားလုံးတိဆောက်ပုံမော်ဖိုစင်တက်တတုံးဟာထာဒိုစကားရဲ့ကိုပိုင်လက္ခဏာပဲဖြစ်ပါတယ်။ဒါကြောင့်ထာဒိုစကားဟာကူကီယုတ်စုတဲကဘာသာစကားတစ်ခုဖြစ်ပေမဲ့သူ့ရဲ့တိကျစံနှုန်းတွေအရသတ်မှတ်ခံထားရတာဖြစ်ပါတယ်။ နိုင်ငံရေးနဲ့လူမှုရေးသုံးနှုန်းမှုဆိုင်ရာအငင်းပွားချက်ဒီကိစ္စဟာဘာသာပေတနယ်ပယ်မှာဒါမကပဲလက်ရှိအချိန်မှာနိုင်ငံရေးနဲ့လူမှုရေးနယ်ပယ်မှာပါအရေးပါလာပါတယ်။သမိုင်းကိုပြန်ကြည့်ရင်ထာတို့မျိုးနွယ်စုဟာကိုလိုနီခေတ်1880ခုနှစ်တန်းခေါင်စရင်ကလေးကတီးကြလူမျိုးစုအဖြစ်စရင်သွင်းခံခဲ့ရပြီးလူဦးရေအများဆုံးဒုတိယမြောက်မျိုးနွယ်စုအဖြစ်ရပ်တည်ခဲ့ပါတယ်။သို့တော့နောက်ပိုင်းမှာကူကီးတို့မဟုတ်ကူကီးဆိုဆိုတဲ့ဘုံနယ်မြေအောက်မှာနိုင်ငံရေးလှုပ်ရှားမှုတွေဖြစ်ပေါ်လာတဲ့အခါထာတို့မျိုးနွယ်စုက သူတို့ဟာမျိုးနွယ်အုပ်စုရဲ့တစိမ့်တစ်ပိုင်းဖြစ်ပေမဲ့တီးကြတဲ့ကိုပိုင်မှတ်လက္ခဏာနဲ့တီးကြကိုပိုင်အုပ်ချုပ်ရေးအဖွဲ့အစည်းဥပမာထာရိုအင်ပီများဖြင့်ယက်တီကြောင်တရားဝင်ကြေညာချက်များထုတ်ပြန်ခဲ့ပါတယ်။ဒီညင်းပွားမှုကဘာကိုပြတ်တန်နေလဲဆိုတော့ကူကီးဆိုတဲ့ဝေါ်ဟာယကိုမျိုးနွယ်စုတစ်ခုလုံးရဲ့ဖုံမှတ်လက္ခဏာ political identity အဖြစ်သုံးကျင်သူတွေနဲ့ထာရိုလူမျိုးကိုပိုင်မိကိုသာကင်ဆွဲပြီးတီးကြယက်တီကျင်သူတွေရဲ့အမြင်မတူညီမှုဖြစ်ပါတယ်။နားလည်မှုလွဲမှားခြင်းကိုဖြည့်ရှင်းခြင်းနဲ့ဆက်ဆက်မှု ဒါကြောင့်နားလည်မှုလွဲမှားခြင်းကိုဖြည့်ရှင်းရန်ဏိယာမောက်ကိုပြန်လည်အတည်ပြုကြပါစို့ကျွန်တော်တို့မျိုးနွယ်စုဝင်များအားလုံးစကားပြောတဲ့အခါထာတို့ပိုင်းဒီမီโซစတဲ့ကိုရဲ့ဘာသာစကားနာမည်ကိုတိတိကျကျသုံးနှုံးခြင်းဟာဘာသာပေတဲ့ဆိုင်ရာအမှန်တရားကိုဖော်ပြခြင်းဖြစ်ပါတယ်ကူကီးဆိုတဲ့ဝေါ်ဟာယကိုသုံးခြင်းဟာမားတယ်လို့ပြောလို့မရပါဘူးဒါပေမဲ့ကူကီးလို့သုံးတဲ့အခါထာတို့စကားပိုင်းဒီစကားမီโซစကားအားလုံးကိုခြုံငုံတဲ့ပုံမိသားစုအမိကိုရည်ညွှန်းနေတာလားဒါမှမဟုတ် တိကျဘာသာစကားတစ်ခုခုကိုရည်ညွှန်းနေတာလားဆိုတာကိုရှင်းရှင်းလင်းလင်းခွဲခြားသိဖို့လိုပါတယ်။အကောင်းဆုံးနားလည်မှုကတော့ထာတို့စကားသည်ကူကီးချင်းမီဆိုဘာသာစကားအုပ်စုကြီးရဲ့ကတိကျဘာသာစကားတစ်ခုဖြစ်သည်လို့သတ်မှတ်လိုက်ခြင်းပဲဖြစ်ပါတယ်။ဒါဟာမိသားစုဝင်အလုံးရဲ့ယက်တီမှုကိုလေးစားလိုက်နာခြင်းဖြစ်ပါတယ်။ဏိကုံးချုပ်တမိုင်းထိန်သိင်းရင်းနဲ့တတိပေးနိုးစော်ချက်ကျွန်တော်တို့ခုနကကဆွေးနွေးခဲ့တဲ့အတိုင်းထာတို့စကားကိုတိကျခေါ်ဝေါ်ခြင်းဟာတိကျတဲ့ဘာသာဗေဒစံနှုန်းကိုလေးစားလိုက်နာခြင်းဖြစ်ပါတယ်။ဒီစကားကနေဆက်ပြီး အရေးကြီးတဲ့သမိုင်းကိုထိမ့်သိမ်းဆောင်ရှောက်ရေးကဏ္ဍကိုကူပြောင်းပါမယ်။ညီကိုမောင်းနှမများခင်ပြကျွန်တော်တို့ရဲ့ထာဒိုစကားဆိုတာရိုးရိုးစကားမဟုတ်ပါဘူး။ဒါဟာနှစ်ပေါင်းထောင်ချီကတည်းကစုဆောင်းလာခဲ့တဲ့ကျွန်တော်တို့ရဲ့ဘိုးဝမွေနှစ်တွေရာဇဝင်တွေသမိုင်းကြောင်းတွေစုစည်းထားတဲ့သမိုင်းကြောက်စာတစ်ချက်ပါပဲ။ဒီအမွေနှစ်တွေကိုဆက်လက်ထိမ့်သိမ်းဖို့နဲ့အနာဂတ်မျိုးဆက်စီအနံ့ဖို့ဟာကျွန်တော်တို့ရဲ့တာဝန်ပဲဖြစ်ပါတယ်။ဒါပေမဲ့အပြင်ဘက်မှာထာတို့ရဲ့တမိုင်းမှန်ကိုဖျက်ဆီးပြီးကျွန်တော်တို့ရဲ့ဘာသာစကားနံမီကိုအခြားနံမီတစ်ခုခုနဲ့အတင်းကျပ်အစားထိုးဖို့စူးစမ်းနေသူတွေရှိပါတယ် ဒီလိုလက်စားမှုတွေဟာနိုင်ငံရေးရည်ရချက်အုပ်စုလိုက်စုစည်းမှုရည်ရချက်တွေကနေဖြစ်ပေါ်လာတာပါကျွန်တော်တို့ဟာဒီလိုမမှန်ကန်တဲ့ရည်ရချက်တွေရဲ့နောက်ွယ်ကနေလက်စားမှုကိုမခံရဖို့အသိပညာဗဟုသုတတကိုတိုးမြင့်ရပါမယ်ဒီလိုလောက်ရမျိုးကိုမိုင်းမဲတဲ့လောက်ရလို့ကျွန်တော်ရဲရဲပြောရဲပါတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံတကာနေသားကိုကြည့်ရင်နမီပြောင်းလဲမှုတိုင်းဟာလွယ်ကူတာမဟုတ်ပါဘူးဥပမာ ISO ကကျွန်တော်တို့ထားသူစကားအတွက် TC ဆက်ကုတ်ကိုတရားဝင်သတ်မှတ်ပေးပြီးသားပါအကယ်၍ ဒီနာမည်ကိုတခြားနာမည်တစ်ခုနဲ့အစားထိုးဖို့စူးစမ်းရင်နိုင်ငံတကာအတိုင်းအဝိုင်းမှာကျွန်တော်တို့ဘာသာစကားဟာစံတမတ်မှုပြတ်သွားပြီးရာစုနှစ်ချီစူးစမ်းတည်ဆောက်ခဲ့တဲ့ဘာသာဗေဒအထောက်ထားမှတ်တမ်းအလုံးဟာပြည့်စုံရှုပ်ထွေးသွားပါမယ်ဒီလိုလှုပ်ချင်းဟာမိမိကိုယ်ပိုင်အမှတ်လက္ခဏာကိုဖြည့်ဆည်းခြင်းနဲ့အတူတူပါပဲထာရိုမီကိုအခြားနာမည်လုပ်လို့မရနိုင်တဲ့အကြောင်းရင်းကထာရိုဆိုတာဟာနိုင်ငံရေးရမဟုတ်ပဲကျွန်တော်တို့ရဲ့တိကျဘာသာစကားစနစ်အတန်အနှိမ့်မြင့်ပြစနစ်ကိုယ်ပိုင်တလိထုံးနှန်းကိုယ်ပိုင်ခေါင်းဆောင်မှုအဖွဲ့အစည်း ထာရိုအင်ဘီနဲ့ခိုင်မာစွာချိတ်ဆက်ထားတဲ့တမိုင်းဝင်မီဖြစ်နေလို့ပါ။ဒါကြောင့်ဒီလိုမိုင်မဲတဲ့လုပ်ရမျိုးကိုမလုပ်ကြဖို့တက်ဆိုင်သူတွေကိုကျွန်တော်လေးနဲ့တတိပေးလိုပါတယ်။ကျွန်တော်တို့ရဲ့ကိုပိုင်မီနဲ့တမိုင်းကိုအုပ်စုတူညီကိုမောင်းနှမများအောင်ကပါလေးစားဖို့လိုအပ်တယ်လို့ကျွန်တော်တို့ကိုယ်တိုင်ကလည်းခိုင်မာတဲ့ယက်တီချက်ကိုပြတ်တက်ရပါမယ်။မိမိရဲ့အမွေနှစ်ကိုဂုံယူပါကိုတမိုင်းကိုတန်မိုးထားပါနိုင်ငံရေးအမျက်ထုတ်သူတွေရဲ့သွေးထိုးလုံဆောင်မှုအောက်မှာကိုကိုပိုင်အမှတ်လက္ခဏာကိုဖျက်ဆီးမဲ့အမားမျိုးကိုဘယ်တော့မှမလုံမိကြပါစေနဲ့။ညီကိုမောင်းနှမများနေဖြစ် ထားသောစကားနှင့်ယဉ်ကျေးမှုကိုတူတကွလက်တွဲထိုးစောင့်ရှောက်သွားကြပါစို့